မြန်မာပြည်သူပြည်သားအလုံးလက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးရနေကနေအမြန်ဆုံးကင်းလွတ်ဖြတ်ကျော်နိုင်ပါစေလို့ကျွန်မနံနွယ်ကဆွတောင်းပေးပါရစေ။အခုတင်ဆက်ပေးမယ့်သတင်းကတော့ငလင်းဘေးကူညီဖို့လာတဲ့တရုတ်နိုင်ငံတက်ချင်းတွေအသင်းရဲ့ရင်နှန်းကိုစစ်ကောင်စီကရှေ့တဲတဲကနေတနက်နေ့ပြစ်ခတ်ပြီးတားဆီးခဲ့တဲ့ဆိုတဲ့သတင်းမှာနှစ်ပေါင်း186နှစ်တာအတွင်း အစိုးရဆောင်ကြုံတွေ့ခဲ့ရတဲ့မြန်မာနိုင်ငံအတွက်တရုတ်နိုင်ငံချက်ချင်းနေအတင်းကကုညီကင်းစည်ပစ္စည်းတွေတင်ဆောင်ပြီးမန္တလေးမြို့ကိုထွက်ခွာလာတဲ့ရင်းနှန်းကိုစစ်ကောင်စီကနောင်ချုံမြို့နယ်အုံမတီကျေးရွာနီမှာအေဗီလာတရင်းနေညနေပိုင်းကပြစ်ခတ်တားဆီးခဲ့တာကြောင့်ရင်းနှန်းဆက်သွားလို့မရဘဲလှည့်ပြန်ခဲ့ရပါတယ်။အဲ့ဒီရင်းနှန်းကိုတားဆီးရတာဟာစစ်ကောင်စီရဲ့တယုံတွေကိုအကြောင်းမကြားပဲ တန်တက်မတော် TNN လေးရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့လာရောက်တာကြောင့်တနက်ကုံမိုးပေါ်ထောင်ဖောက်ပြီးတောင်းစီခဲ့တာဖြစ်တယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ဒီဖြစ်စဉ်မှာဧပြီလ1ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါလို့ပြောပါတယ်။လာတာကိုတွေ့ရပါတယ်။အုံမဒီရနာမှာကျွန်တော်တို့အဲတမ်တော်လုံချုံရေးအဖွဲ့ရှိပါတယ်။တမ်တော်လုံချုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာ တားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာ100လောက်မီတာ200လောက်အကွာကတည်းကမီးထိုးပြီးတားဆီးတယ်တားဆီးလို့မရမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးပေါ်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပြင်းသိရပါတယ် ဘောကျောင်းဆောင်မင်းထွန်းရဲ့အခုလိုပြောကြားချက်ဟာမှားရွင့်နေပြီးတရုတ်နိုင်ငံချက်ချင်းရဲ့ဖွဲ့အားစစ်ကောင်စီကိုတရင်ပေးပို့ခဲ့ပြီးတနင်္လာနေ့ပြစ်ခတ်တားဆီးတာမှလည်းမိုးဘော်ကိုထားပေါက်ခဲ့တာမဟုတ်ဘဲရှေ့တဲကနေပြစ်ခတ်ခဲ့တာဖြစ်တယ်လို့တန်းတက်မတော်ပြောရေးဆိုခွင့်ရှိသူလွေးရီဦးက CJ ပလက်ဖောင်းကိုပြောပါတယ် မှန်ကအဲ့လိုတော့မဟုတ်ဘူးပေါ့နော်သူတို့ပြတဲ့ချင်းနဲ့ရှေ့တတဲပြီးတော့မှဖြစ်ပါတယ်ဒီတည်မကြဘူးဆိုတာကမှားပါတယ်မနေ့ကဖြစ်စဉ်လိုမျိုးပြန်ကြည့်မယ်ဆိုရင်တော့ကျမတို့ပဲလက်တင်လဲပြီးတော့နိုင်ငံတကာတည်တင်လက်တင်လဲမြန်မာပြည်တို့မှာရှိတယ်လက်တင်တို့လက်တင်ပါတယ်အဆိုတော့မနေ့ကလည်းသူတို့ဘက်ကတော့ပြီးတော့မတည်ပူတာမျိုးတွေရှိပါတယ်သူပေမဲ့စီကောင်စီကပေးမဖြတ်တာမျိုးတွေလုပ်ပါတယ်အဲလက်ရှိဒီလိုမျိုးသူတို့တရား challenge ကြောင့်ပြန်ရွေးချယ်ပြီးတော့မတွားရတာဖြစ်တယ်ဟုတ်ကဲ့ စစ်ကောင်စီရဲ့ပြစ်ခတ်ခြင်းခံခဲ့ရတဲ့တရုတ်နိုင်ငံချက်ချင်းနေအသင်းရန်နံကိုစီကိုမနေ့ကတန်းတက်မတော်တရန်နယ်လေးကကာကွယ်စောင့်ရှောက်ထားခဲ့ပြီးလိုရခီးကိုတော့ဒီကနေ့မှအခြားလမ်းကနေဆက်လက်ပို့ဆောင်ခဲ့ပါတယ်။အမျိုးသားညညရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနကကိုညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ငလင်တန်းသင့်တဲ့ဒေသတွေနဲ့ဆက်ဆက်ဒေသတွေမှာခုခံကာကွယ်ခြင်းကလွဲပြီးဆရာလုံးတရင်နှစ်ပတ်အကြာရက်စဲမယ်လို့ပြီးခဲ့တဲ့မတ်လ30ရက်နေ့ကတရင်ထုတ်ပြန်ထားပါတယ်။ ဒါအပြင်ညီနောင်မဟာမိတ်သုံးဘွဲကလည်းငလင်းဘေးကူညီကယ်ဆယ်ရေးအတွက်တလားတာအပြည့်ခက်ရက်စဲမယ်လို့ကြေညာထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ။